ဖိုးဖက်များအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုလေးတင် ပွဲပြီးသွားတယ် Manchester United နဲ့ Northern Forest တို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီနေ့တင်းရဲ့ထိုက်ခိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တူတူဆိုပြီးတော့ Manchester United တို့အဝေးကွင်းမှာနောက်ကျသွင်းကိုယ်တွေနဲ့တေရလက်ကိုတာပုံဖော်နိုင်တဲ့ပွဲတွေဖြစ်သွားတယ်လို့ပြောလို့ရတယ် ရင်းသုံးနေတဲ့သူတို့အနေနဲ့ပထမပိုင်းမှာဒါအဲတစ်ဖက်ကကျွန်တော်အာမတုရဲ့အဲမကန်သိတဲ့အလုံးတွေဒါအာလူပေးမယ်ဆိုလို့ဆိုရင်တော့မချာယူနိုက်တက်တို့အနေနဲ့ကျွန်တော်စောစောစီပထမပိုင်းမှာလည်းသူတို့အနေနဲ့ကျွန်တော်တို့ဟိုနှစ်ကိုနှစ်ကိုလောက်အနည်းဆုံးတွန်းထားနိုင်နေမယ့်အခြေအနေတွေကိုသူတို့အနေနဲ့အဲဆုံးရှုံးသွားတယ်လို့တော့ကျွန်တော်ကမြင်တယ်ရုံးလုံးနေကျွန်တော်တို့မိနစ်20လောက်မှာအဲရခဲ့တဲ့လုံအလုံးဆိုလို့ဆိုရင်လည်းကျွန်တော်တို့အဘူးမိုးရဲ့ကျွန်တော်တို့ ပေးဖို့မှတော်တော်လေးမှကောင်းမွန်မှာရောပချမင်းဆပ်စကိုရဲ့ဘောလုံးအထိုင်တင်ကနည်းနည်းလေးများသွားတဲ့အတွက်ကြောင့်တစ်ခါကကျတော့ Notre Forre ရဲ့ကိုသမားအဲစီကိုဒေါက်တာရောက်သွားတယ်လို့ပြောလို့ရပြီးတော့ကျွန်တော်တို့အဲသူတို့ပထမဆုံးရတဲ့ကိုပထမဆုံးရတဲ့ကိုကလည်းကျွန်တော်တို့တောင်းကန်ဘောကနေရတဲ့ကိုမိနစ်33မိနစ်လောက်မှရတဲ့ကိုညာအဲကိုကလည်းတော်တော်လေးမှကောင်းမွန်တဲ့ customer တို့ရဲ့ခေါင်းတိုက်သွင်းမှုပဲလို့ပြောလို့ရတယ်အဲဒါဆိုကျွန်တော်တို့အဲ35မိနစ်ကြော်တာနဲ့ ဆက်လို့ဆိုရင်ပထမတစ်ပိုင်းလုံးကဆိုလို့ဆိုရင်တော့ကျွန်တော်မန်ချက်တာယူနိုက်တက်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးပြတ်တာထားနေလို့ကျွန်တော်ဒုတိယပိုင်းမှာလည်း Notre Forest ကတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုအဲတရက်တစ်ထက်စီပြသွားတယ်ပြီးပြသွားတယ်လို့တော့ကျွန်တော်တော့မြင်တယ်ပြီးရင်အထူးသဖြင့်ကျွန်တော်တို့မိနစ်35မိနစ်ကျော်လာတာနဲ့ကျွန်တော် Notre Forest ကတိုက်ဆက်ကတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ပုံစံမျိုးပြတ်တာထားနိုင်တယ်အထူးသဖြင့်ကျွန်တော်တို့အဲ36မိနစ်လောက်မှာပေါ့36မိနစ်လောက်မှာကျွန်တော်တို့ သူတို့ရဲ့ Nordic Four ရဲ့အကွင်းနဲ့ကစားသမားထိုးပစ်လိုက်တဲ့လုံးကိုကျွန်တော်အဲ Nordic Four ရဲ့သူတိုက်စစ်ကစားသမားတွေတိတ်ချအဆုံးမသတ်နိုင်တဲ့အလုံးကိုအတလုံးကတော့တော်တော်လေးဥမာကျွန်တော်နစ်နာတော့တယ်လို့တော့မြင်တယ် Nordic Four ရဲ့အတွက်ပြီးလို့ရှိရင်လည်းကျွန်တော်လူးစ်အဲ42မိနစ်လောက်မှာ Nordic Four ရဲ့အဲသူရောက်သွားတဲ့အလုံးအဲ့လုံးကလည်းတော်တော်လေးဥမာ အဲ့အချိန်မှာလည်းဆက်ပြီးတော့ Manchester United ရဲ့နောက်တန်းနေတော်တော်လေးဥမာသူတို့အနေနဲ့ပြားများနေတယ်လို့ပြောလို့ရတယ်။အဲ့လုံကလည်းကျွန်တော်တို့လူကျုံသွားလို့ဒါလူမကျုံသွားဘူးဆိုလို့ရှိရင်အဲ့လုံအနေနဲ့လည်းကျွန်တော်တို့တွန်းမှုတွေပါနေခွင့်ပြုလိုက်ကမဲ့အခြေအနေမျိုးတွေရှိတဲ့ပုံစံလေးရှိရတဲ့အောင် Manchester United တို့ကျွန်တော်တို့35မိနစ်လောက်မှလည်းဆက်ပြီးတော့နောက်တန်းနေတော်တော်လေးဥမာဖြူဖြဲဖြစ်လာပြီလို့ပြောလို့ရတယ်။ကွင်းလင်မှာတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေပြတာထားနေလို့တိုက်ဆက်ကလည်းဒီနေ့အမ်ဘူထင်တယ်လို့ကျွန်တော်အမြင်ရဆုံးအတိတ်ပြီးတော့အလုံးမဖြူဘူးလို့တော့မြင်တယ်။ ကျွန်တော်ကဟိုအမန်းရဲ့ဟိုမိုးထောင်ကံမှုရဲ့အလုံးလေးကလည်းတော်တော်လေးမှကျွန်တော်မြင်ရဆိုရင်ဖြုံးနေရရောက်သွားတယ်လို့တော့မြင်တယ်သူအနေနဲ့အဲလူပေးလို့ရတဲ့အချိန်တွေမှာမပေးဘဲနဲ့အဲအဆုံးသက်လိုက်တဲ့အချိန်မှာတော်တော်လေးမှ golden အဝေးကြီးတွေလိုမျိုးသူအနေနဲ့မိုးထောင်တော့ကံသွားတဲ့အချိန်တွေမျိုးတွေကျွန်တော်တို့မြင်ရတယ်အငယ်ရဆိုလို့ရင်ကျွန်တော်တို့အဲဒုတိယပိုင်းစဒုတိယပိုင်းစတဲ့အချိန်မှာတော့တော်တော်လေးမှကျွန်တော်တို့ Northern Forest ကပြန်ပြီးတော့ပြင်ဆင်လာတယ်လို့ပြောလို့ရတယ် မင်းကျွန်တော်နောက်တိုင်းဖောတဲ့ခါလဲဒုတိယပိုင်းဒီပိုင်းလုံးတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြသနိုင်တယ်သူတို့တိုက်စစ်ကိုမန်ချက်စတာယူနိုက်တက်ရဲ့နောက်တိုင်းကစားသမားတွေဖြစ်တဲ့ဂျိုရိုတို့ပြောလို့ဆိုရင်ကျွန်တော်တို့ customer sorry ယူရိုတို့ပြီးလို့ဆိုရင်ကျွန်တော်တို့အလူရှော့တို့ဘာလို့တော်တော်လေးမှကာကွယ်လိုက်ကြတယ်လို့မြင်တယ်ကျွန်တော်ပထမပိုင်းဆက်စပ်ပြီးချင်းကျွန်တော်တို့48 ml လောက်မှတည်းကျွန်တော်တို့ moment go wide ကနေခေါင်းတိုက်ပြီးတော့ကျွန်တော်တို့ပထမအဦးဆုံး twin ကိုစပြီးတော့ twin နေပြပြီးလို့ဆိုရင်လည်းကျွန်တော်တို့ 49မိနစ်50လောက်မှမယ်ထပ်ပြီးတော့ကျွန်တော်တို့အဲဂိုးထပ်သွင်းလိုက်တယ်အဲ့ချိန်မှာလည်းအဲပွဲဆက်ပြီးတော့ကျွန်တော်5မိနစ်လောက်ပဲကြာသေးလိုက်ချင်အဲ့ချိန်မှာလည်းကျွန်တော်နှလုံးလောက်ပေးလိုက်တဲ့အချိန်မှာတော့ Manchester United ရဲ့ Norton တော်တော်လေးကအဲ့ချိန်မှာဟိုဖြာများပြီးတော့ပြောမစလုံးပြင်ဟင်ကြီးမရလိုက်တဲ့အချိန်မှာတပွဲက Norton Forest ကတိုက်ဆက်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အကြောင်းကျွန်တော်5မိနစ်လောက်မှဒုတိယပိုင်းစပြီးတော့5မိနစ်လောက်မှတည်းက Manchester United တို့အနေနဲ့ နှကိုကိုပြန်လဲစောစောစီးပြန်လဲခွင့်ပြုပေးဒီဂိုရီယာနေစပြီးတော့လဲတစ်ဖက်ကဟိုတော့ဖုန်းရဲ့အနေနဲ့တော်တော်လေးမှတိုက်ဆစ်စင်လာတာမြင်မြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ကွင်းလယ်ပိုင်းရောဆိုကွင်းလယ်ပိုင်းရောပြီးရင်တိုက်ဆစ်ပိုင်းရောတော်တော်လေးမှကျွန်တော်တို့ပထမပိုင်းမင်းနဲ့မတူဘဲနဲ့ sorry ပထမပိုင်းနဲ့မတူဘဲနဲ့တော်တော်လေးမှတိုက်ဆစ်ဖို့တော်တော်လေးလိုက်ပါပြီးတော့အာ common နဲ့ပုံစံတွေမြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ အဲဒုတိယပိုင်းမှာဆိုလို့ဆိုရင် mobile gateway ကိုကျွန်တော်တို့ customer တို့ပြီးလို့ဆိုရင်နောက်တန်းကစားသမားတွေတော်တော်လေးမှထိမ့်သိမ်းရတယ်လို့မြင်တယ်သူအနေနဲ့တကယ်လို့ mobile gateway အနေနဲ့ဒီနေ့ပွဲမှာလည်းအဆုံးသက်သေးချာခဲ့မယ်ဆိုလို့ဆိုရင်သူတို့အနေနဲ့တော့ဒီနေ့ပွဲမှာအနိုင်ရလက်ကိုပို့ပြီးတော့ပုံဖော်သွားနိုင်မဲ့အခြေအနေမျိုးတွေရှိတယ်ဗျာအဲဒီတော့ကြောင့်လည်း Manchester United အနေနဲ့ကျွန်တော်တို့မိနစ်ကျွန်တော်တို့49ဟုတ်တယ်မိနစ်49တော့ပြည့်မိနစ်60လိုက်မှာပဲကျွန်တော် ဲ Northern Forest ရဲ့တိုက်ဆက်ဆင်မှုတွေရတယ်ရောကျွန်တော်တို့အဘောလုံးတွေပါတယ်ကျွန်တော်တို့အပြန်ရလာတယ်ပြန်ရလာတဲ့အဲ့ချိန်မှာပဲကျွန်တော်တို့အဘရူနိုရဲ့ကန်ကြက်ဘရူနိုရဲ့ကန်ကြက်အကန်ကြက်ကတော်တော်လေးမှခေါင်းမောတယ်လို့ပြောရကျွန်တော်တို့ထင်တာတော့ goal သွားပြီလို့တော့ထင်တာဒါပေမဲ့အဲ goal သမားရဲ့ညာဘက် down တိုင်ကိုထိပြီးတော့ပြန်ထွက်လာတယ်အဲ့ပြန်ထွက်လာတဲ့အလုံးကိုပဲကျွန်တော်တို့အဲနောက်ကတက်လာနောက်ကတက်လာအမတ်လာဘူးလားမသိပြအဲ့တယောက်ကပဲကျွန်တော်တို့ထပ်ပြီးတော့ကန်လိုက်တာကျွန်တော်တို့အဲ တောင်းကန်ပေါ်တွေပါရတယ်ဒီနေ့တပွဲလုံးတိုင်းနိုင်ရမယ်ဆိုလို့စင်ဟိုပထမပိုင်းမှာဆိုလို့စင်ဗျာနော်ဒါဖော်ရက်ဘက်ကအဲ့လောက်ထိတိုက်ပြီးတော့ကိုဘောက်ကန်လွင့်ညင်းနေပါတယ်မရပါနဲ့ဒုတိယပိုင်းမှာမှကျွန်တော်လင်းလင်းပြန်ပြီးတော့ကစားပြီးတော့တို့နေအတွင်းကိုနှစ်ကိုကြီးအပြန်လဲတွင်းလိုက်တာမန်ချက်တာယူနိုက်တက်ဒီနေ့နောက်တန်းကလည်းတော်တော်လေးဥမာကျွန်တော်တို့လိုအပ်ချက်တွေများခဲ့တယ်လို့တော့ကျွန်တော်မြင်တယ်အထူးဖြစ်ကျွန်တော်တို့အဲ ကွန်းလက်ကစားသမားကစမဲလို့လည်းကျွန်တော်တို့အဲတွင်းတွင်နဲ့တွင်းကိုလေးဘာတွေပါတွင်းခဲ့ပေမဲ့ကျွန်တော်ဒုတိယပိုင်းမှာဆိုလို့ရှင်ကစမဲလို့လည်းအဲတော်တော်လေးမှကျွန်တော်တို့ဘယ်လိုပြောမလဲဆိုလို့ရှင်ဟိုလူပေးမှားတဲ့ပုံစံမျိုးတွေရှိတယ်ဗျာလူပေးမှားတဲ့ပုံစံမျိုးတွေရှိတယ်တော်ကြောင့်ဒါပေမဲ့သူ့အနေနဲ့လည်းကျွန်တော်ဒုတိယပိုင်းမှာဆိုလို့ရှင်80မိနစ်80ကျော်လောက်မှလာသူ့အနေနဲ့တလုံးလောက်ကန်လိုက်တယ် 80ကျော်လား90ကျော်လားအဲ့ရှိအဲ့ဟုတ်80ကျော်လား90ကျော်လားမနေကျွန်တော်မေးပါလိမ့်မယ်အဲ့လိုမှဆိုလို့ရတယ်တော်တော်အဲ Northern Forest တို့ရဲ့နောက်တန်းကစားသမားတွေတော်တော်လေးမှအောင်ပိတ်လိုက်တာတော်တော်လေးကောင်းမွန်တဲ့အလုံးဖြစ်တာတော့ဆိုလို့ရတယ်အလုံးလည်းအဲ customer တို့ရဲ့ကံကြက်တော်တော်လေးမှကောင်းမွန်တယ်လို့ကျွန်တော်မြင်တယ်ပြီးရင်တော့ကျွန်တော်တို့အဲနောက်ဆုံးရသွားတဲ့အလုံးနောက်ဆုံးရသွားတဲ့အလုံးကတော့ရှင်းပါတယ်အဲ့လုံးကတော့အဲကျွန်တော်တို့အဲ Manchester United အနေနဲ့ကလည်း အဲတောင်းကန်ဘောရတယ်အဲတောင်းကန်ဘောကိုကျွန်တော်ကန်တင်လိုက်တဲ့အချိန်မှာတစ်ခါကကျွန်တော်တို့ another folder တဲ့ကစားသမားတွေဖြတ်ထုတ်မှုကမတည်ကြတဲ့အလုံးဗျာမတည်ကြတဲ့အချိန်တွေမှာတော့ကျွန်တော်တို့ကိုအေးရထိနေနည်းလေးတော့ဝေးတယ်အလှအဲလုံးကိုကျွန်တော်တို့ကထိတော့မထိမထားဘူးအာမန်နေနဲ့ရပြီးတော့ကန်မယ်လို့ဒါပေမဲ့အာမန်နေနဲ့အကောင်းဆုံးတန့်ကန်လိုက်တဲ့အချိန်မှာကိုသမားရဲ့ညာဘက်တောင်းတဲ့ကိုကန်လိုက်တဲ့အချိန်မှာတော့ကိုအားပြီးတော့သူတို့အနေနဲ့တူးတူးဖြုတ်သွားအဲ့ဒီတူးတူးဖြတ်တဲ့အချိန်မှာပဲ Manchester United အနေနဲ့တိုက်စစ်ကိုပြန်လဲအဲ ပြန်လဲပြန်မြင့်တင်လာတယ်ဗျာပြီးရင်လည်းတစ်ဖက်ကလည်းကျွန်တော် Northern Forest ရဲ့တိုက်စင်အဲဆင်မှုတို့လည်းသူတို့အနေနဲ့သူတို့နောက်တန်းကစားသမားတွေတော်တော်လေးဥမာဒီနေ့ပုံမှာထိမ့်သိမ်းရတယ်လို့ကျွန်တော်မြင်အဲဒီတစ်ပွဲလုံးတိုက်နိုင်ရပြန်ကြည့်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့တော်တော်လေးဆိုတော့ပွဲရကြည့်လို့ကောင်းတယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်ပထမပိုင်းမှာဆိုရင် Manchester United ကတော်တော်လေးမှတိုက်ဆက်ဆင်ပြီးတော့တစ်ပွဲလုံးအဲတစ်ပိုင်းလုံးတိုက်နိုင်ရဆိုလို့ဆိုရင်မိနစ် 40ထိလောက်ကိုသူအနေနဲ့တော်တော်လေးမှတိုက်ဆိုက်ဆင်ပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်လို့ပြောလို့ရပြီးတော့တစ်ခါကကျွန်တော်တို့ Northern Forest အနေနဲ့လည်းဒုတိယပိုင်းစစပြီးတော့မိနစ်80ကျော်80လောက်ထိကိုသူအနေနဲ့လည်းအဲတစ်ခါက Manchester United ကိုသူတို့အနေနဲ့ဖိအားပေးပြီးတော့ကစားသွားတာမြင်ရတဲ့အတွက်ကြောင့်ဒီဒီပွဲကတော့တူတူတည်ကြွားလာတာတော့တော်တော်လေးမှအဲကောင်းမွန်တဲ့ကျွန်တော်တို့ပွဲတစ်ပွဲလို့တော့မြင်တယ်အဲတစ်ခါကကျွန်တော်တို့ Manchester United အနေနဲ့လည်းကျွန်တော်အဲ နောက်ဆုံးမိနစ်80ကျော်မှပြန်လာရသွားတဲ့ကိုတခုကြောင့်တို့အနေနဲ့တော်တော်လေးကခံတာရရသွားတယ်လို့တော့မြင်တယ်။တကယ်လို့ဒါအာမတ်တို့အနေနဲ့ဒါပထမပိုင်းမှာဒီတက်ပူကောင်းကွက်မယ်တို့လို sorry လူပေးခဲ့မယ်ဆိုလို့ဆိုရင်တော့တို့အနေနဲ့ဆိုတော့ဒီပထမပိုင်းလောက်မှာတည်းက2စီးလောက်နဲ့တည်းပွဲပြီးသွားမယ်လို့တော့ကျွန်တော်တို့တော့မြင်တယ်။ညီကိုတွေနဲ့ရောတညချင်မင်းသွားကြတယ်။နောက်တော့ Fortnite နဲ့ Manchester United တို့ရဲ့ပွဲမှာအဲဘယ်လိုမြင်ကြလဲ။ဝင်ရောက်ဆွေးနွေးမချက်ပြီးသွားလို့ရပါတယ်။ အဲ့ဒီရှိပေးတဲ့ညီကိုတယောက်ချင်းဆိုင်အောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆောင်လွှဲကြတော့ဗျာ